အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအားလုံးမင်္ဂလာပါ Chelsea အသင်းကသူတို့အသင်းရဲ့ဒါလက်ရှိရလပိုင်းနဲ့ပတ်သက်လို့ Anzo Maris ကလည်းတော်တော်လေးစိတ်ပြက်လျက်ရှိလို့သူတို့ကိုယ်တိုင်လည်းအခုမထင်မှတ်ပဲနဲ့ဒါသူတို့ရလက်တွေဇတိုက်ဆိုးပြီးတော့ရှုံးမွဲဆက်တာပေါ့လေသူတို့ Brentford ကိုသူတို့စပြီးတော့တည်ကြတယ်ရာသီစားသူတို့ Crystal Palace ကိုတည်ကြတယ်ပဲအဲ့နောက်မှာ West Ham ကိုနိုင်တယ် Fulham ကိုနိုင်တယ်အပ်ပြီးတော့မှမထင်မှတ်ပဲနဲ့သူတို့ Brentford ကိုသွားတည်ကြတယ်ကြပြီးရဲကနေ နောက်ဘိုင်မြူနစ်ကိုချန်ပီယံလိမှာရှုံးတယ်နောက်ပြီးတော့တိတ်မကြဘူးမန်ချက်စတာယူနိုက်တက်ကိုအိုထရက်ဖို့မှာထပ်ရှုံးတယ်ဂျာတဲ့မှာလင်ကွန်စီးတီးကိုနိုင်ပြီးတော့မှအခုတနေ့ကတော့ဒါဘရိုက်တန်ကိုအိမ်ခွဲမှာရှုံးသွားတယ်ဆိုတော့ချယ်ဆီကအခု back to back ပရီးမီယာလိကအခုလက်ရှိမှာနှစ်ပွဲဆက်ရှုံးပြီးတော့ဒါအခုနောက်ဆုံး၄ပွဲမှာ၃ပွဲရှုံးထားတယ် ။တပွဲကတော့ Lincoln City ကိုနိုင်ထားတယ်။ဆိုတော့ဒီနေရာမှာ Chelsea ပြည်သက်တွေကအခုဒါနီးပြလည်းပြောပါတယ်ပွဲတိုင်းကိုတယောက်ထုတ်တယောက်ထုတ်ပွဲတိုင်းကိုတယောက်ယုံနေကစားတာတော့သူတို့အတွက်တော်တော်ဆူဆူဝါပေါ့လေဒီချက်ကသူတို့အတွက်တကယ်ကိုစိတ်ပြက်စရာအခြေအနေဖြစ်တယ်ပွဲတိုင်းဒီလိုလူယော့ကစားဖို့မဖြစ်နိုင်ဘူးပေါ့လေဒီတဲ့ကစားမတွေပူပါနတ်ဖို့လိုအပ်တယ်လို့သူကပြောထားတယ်ဒါမဲ့အန်โซမာရက်စကာကအခုဘာဖြစ်လဲဆိုပရီးမီးယားလိအခုလက်ရှိပွဲစဉ်တွေကစားခဲ့တဲ့6ပွဲပြီးမှာ ချယ်ဆီအသင်းရဲ့အနာဂတ်နဲ့သူ့ဘော်ကိုကလပ်ဘက်ကဆုံးဖြတ်ပေးထားတဲ့သတ်မှတ်ချက်ပြစ်မှတ်ဟာဥရောပချန်ပီယံလီဝင်ခွင့်သာဖြစ်တယ်လို့ဆိုတဲ့ဆိုတော့ကလပ်သင်းကဒါဘယ်လိုပြောမလဲတရားသီပီးတိုင်းတရားပီးစီပီးတိုင်းမှာသူပြောတဲ့အချက်ကဒါ initial review ရှိတယ် i intention of review ပေါ့လေရာသီကုန်မှာသူတို့ဘက်ကတရားသီလုံးပြီးလို့ရှိရင်အဲ့တရားသီလုံးရဲ့ performance ကိုကြည့်ပြီး review လုပ်တယ် ဲ့ review လုပ်ပြီးလို့ရှိရင်သူ့ရဲ့ performance နဲ့သူ့ကိုဘယ်လိုရှေ့ဆက်သွားမယ်ဘာတွေရမယ်သူတို့ဘာတွေ target ထားတယ်ပေါ့လေပြီးခဲ့တဲ့နေ့က Chelsea က conference ရတယ် club world cup ရတယ်ဆိုတော့အခုလက်ရှိမှာ Chelsea အသင်းကမနေ့ကတည်းကပိုကောင်းတဲ့အချိန်နဲ့မနေ့ကသူတို့ champion league ကိုအဆင့်လေးကိုတိုက်ရိုက်ဝင်တဲ့အချိန်မှာဒီနေ့ပိုကောင်းတဲ့အနေထားဆိုတော့ပြည်သက်တော်တော်များများက champion ဖြစ်နိုင်တဲ့ club world cup မှာ champion ဖြစ်တဲ့အချက်ရဲ့လူစင်းတောင်းနေလာတဲ့ချောင် champion challenge လုပ်နိုင်တယ်လို့မျှော်လင့်ထားပေမဲ့အခုရာသီအစမှာပဲသူတို့ရှင်းမှတ်ပေးရတဲ့6ပွဲမှာ သူတို့နှစ်ပွဲတောင်ရှုံးထားပြီးဖြစ်တယ်ဒါပေမဲ့အန်ဇိုမာစကာကတော့ပြောတယ်သူ့အသင်းအတွက်သူ pressure မရှိဘူးသူ့ကိုထော့ပိုလီနဲ့ထော့မိုလီနဲ့ဘူလီနဲ့အတ်ဘာလီကသူ့ကိုတာဝန်ပေးထားတာက Champions League ဝင်ခွင့်ရဖို့ပဲဆိုတော့ Chelsea ပြည်သက်တွေဘလို့မြင်ကြလဲ Champions League ဝင်ခွင့်တစ်ခုတည်းကပဲအန်ဇိုမာရက်စကာအတွက်လုံလောက်ပြီလားဒါပေမဲ့သူကတော့ပြောတယ် Champion ဖြစ်ရမလို့ဘူး Champion ဖြစ်ဖို့လည်းမလိုအပ်ဘူးသူတို့ကလိုအပ်တဲ့အခြေအနေထက်ကိုပို့ပြီးတော့ schedule က၈ရောက်နေတဲ့အတွက်ကြောင့် သူတို့အနေနဲ့ချန်ပီယံဖြစ်ဖို့ထက်ချန်ပီယံလိဝင်ခွင့်ရရင်ကိုပဲသူဟာလုံလောက်တယ်ဒါပေမဲ့ပြီးခဲ့တဲ့နေ့ကသူတို့ပုံကျွန်တော်ထင်တော့ပါလေပြီးခဲ့တဲ့နေ့ကသူတို့တဲ့ပုံမှန်တက်ဒါစကက်ဂျူးကအဟပ်ဖြစ်သွားတာလဲပါမော်လေသူတို့သတ်မှတ်ထားတာထက်ပိုပြီးတော့ချက်စီကစောစောစီစီအောင်မြင်လိုက်တဲ့အချက်ကြောင့်လည်းဖြစ်နိုင်ပေမဲ့အန်ဒိုမာရက်စကာကတော့အခုလက်ရှိအနေထားကသူတို့အသင်းအနေနဲ့ ချန်ပီယံလိဝင်ဝင်ကသာသူတို့အတွက်အဓိကပြစ်မှတ်ဖြစ်ပြီးတော့ဒါပရီးမီယံလိချန်ပီယံဆူဖလာအတွက်သူတို့မှာလိုအပ်ချက်တွေရှိလို့သူတို့လောလောဆယ်ကချန်ပီယံလိသာရာသီကုန်မှာသူတာဝန်ချန်ပီယံလိဝင်ဝင်ရအောင်သာသူလောရမယ်တာဝန်ဖြစ်တယ်လို့ပြောလိုက်တယ်ဆိုတော့ဒီတစ်ပတ်ကရှေ့တစ်ပတ်မှာချယ်ဆီကအခုလီဗာပူးကိုအန်ဖီမှာမဟုတ်ဘဲနဲ့ဒါစတန်ဖို့ဘစ်မှာကမ်းမယ်အဲ့စတန်ဖို့ဘစ်မှာချာလိုပါပွဲပယ်ခံထားရတယ်ဖိုဖာနာကစားလို့မရဘူးကွန်ကက်ရှင်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတော့ဘာဒီယာရှိတယောက်နဲ့ maybe နောက်ထပ်လူငယ်ကစားမလေးရဲ maybe အခုဒါ hard to ပဲရှိတယ်ဆိုတော့ Chelsea လည်းသူကသူ under pressure ပြီးရင်သူက Benfica နဲ့ Champions League ခံရမယ် Benfica နဲ့ Champions League ခံရမယ်ဆိုတော့အခု Lawson ကိုလေအခု Champions League က Benfica နဲ့အရင်ခံမယ် Jose Mourinho နဲ့ပြီးတာနဲ့ပြီး Chelsea ကအခုနောက်ထပ်ဇက်တိုက်အနေနဲ့သူတို့တက်ပြီးခံရမယ်ဆိုတော့ Chelsea ပြည်သက်တွေဘယ်လိုမြင်ကြလဲ Anzo Marsca ပြောသလိုမျိုး Champions League ဝင်ခွင့်ကသူ့သူ့ရဲ့နီးပြရာထူးတဲ့လုံလောက်လာမနေ့က Champions League ကိုအဆင့်လေးနဲ့ဓာတ်ရိုက်ဝင်တယ် ပြီးတော့မှ conference champion ကမ္ဘာ့ club champion ဖြစ်ထားတဲ့သူကိုဒီလိုပဲ champion league ဝင်ကွေးတစ်ခုနဲ့နဲ့ပဲသူ့ရဲ့အနာဂတ်လုံလောက်ပြီလို့ထင်လားဘယ်လိုမြင်ကြလဲ Chelsea ပြည်သက်တီကိုမတ်မှာဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်